မင်္ဂလာပါရှင်ဒီနေ့ကတော့ how to use hyperlink in excel excel ထဲမှာ hyperlink အသုံးပြုနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ဘယ်ရင်ဆိုတော့ကိုယ့်ရဲ့ excel ထဲမှာတချို့ကဒီမှာစာရင်းလေးတွေကိုရေးထားပေးမယ်။ပြီးတော့ရင်တော့ဒီ desktop ပေါ်မှာတချို့ဒီမှာ ap လေးရှိတယ် ar လေးရှိတယ် item ရှိတယ်။ဒါဆိုရင်အဲ့ဒီသုံးခုတွေကတချို့ကဖွင့်ကြည့်မယ်ဆိုရင်ဒီလိုတွေကိုတချို့က excel ဖွင့်ရမယ်ဒီ file ကိုဖွင့်မယ်ဒါမှမဟုတ်ဒီ file ဓာတ်ရိုက်ဖွင့်မယ်ပေါ့နော်။ အဲ့လိုမျိုးမသုံးချင်တဲ့အခါမျိုးမှာတချို့တို့က file တစ်ခုထဲမှာအဲ့စင်းတွေအကုန်လုံးတချို့တို့ကဆုတ်ထားမယ်အော်ဒီမှာ item လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တစ်ချက်လေးနှိပ်လိုက်တဲ့အခါမှာတချို့တို့က item စီးရင်လေးတချို့တို့ကပွင့်လာမှာပဲဖြစ်ပါတယ်။ဒီမှာ item list တချို့တို့ကပွင့်လာမယ်နော်။အဲ့တော့တချို့တို့ကကလစ်တစ်ချက် AR လေးကိုနှိပ်မယ်ဆိုရင်လည်း AR ဆိုတာက account receive ပဲစီးရင်တွေကိုတချို့တို့ကြည့်ခြင်းနဲ့ account pay ပဲစီးရင်တွေကိုတချို့တို့ကကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ account receive list ကိုတချို့တို့ right click လေးထောက်လိုက် ထပ်ပြီးအောက်ဆုံးမှာတကယ်တော့ဘာရှိလဲဆိုလို့ရှိရင် link ဆိုတဲ့ဟာလေးရှိတယ်။ link ကိုနှိပ်လိုက်ပါ။နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့တကယ်တော့ဒီအပေါ်ဆုံးမှာ ACD file web page နောက်က login ဆိုတဲ့နေရာလေးမှာဘာရွေးပေးရမှာလဲဆိုတော့ desktop လေးကိုရွေးပေးလိုက်ပါ။ desktop ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ file တွေထဲမှာတချို့တော့ဘာရှိလဲဆိုလို့ရှိရင်အောက်ဆုံးမလေးကိုဘိန်းလုံးလေးကိုနှိပ်လိုက်။နှိပ်ရတဲ့အခါမှာတချို့တော့ AR list ရင်းကိုတွေ့ရပါလိမ့်မယ်။ desktop မှာတချို့ရရှာပြီးသား။ အဲ့လိုမှမဟုတ်ဘူးတချို့တော့ကွန်ပျူတာထဲမှာရှိတယ်ဆိုရင်လည်းကိုယ့်ရဲ့ location ရှိတဲ့နေရာကိုသွားပြီးတော့ရှာပေးနော်အဲ့တော့ဒီထဲမှာတချို့တော့ပါရှာမလဲဆိုလို့ရှိရင် AR လေးစင်ရင်ဒီမှာတွေ့ပြီနော် AR လေးစင်ရင်တွေ့ပါပြီတွေ့ပြီဆိုတာနဲ့တချို့တော့ OK လေးကိုပေးလိုက်ပါမယ်ဒါဆိုရင် AR လေးဆိုရဲကျွန်တော်စက်ကလုံးလေးဒီဒီမှာမောက်လေးကိုတင်လိုက်တာနဲ့သူ့ရဲ့လင့်လေးကချိတ်ဆက်သွားပြီเนาะအဲ့တော့သူ့ကို right click လေးတစ်ချက် နှိပ်เสียမလို့တော့မင်းနဲ့လွတ်တဲ့နေရာကိုနှိပ်ပြီးတော့သူ့ပုံမှာနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျတော့လက်ညှိုးလေးပေါ်တယ်။ဒါဆိုသူ့ကိုတစ်ချက်ကလေးနှိပ်လိုက်ပြီးရင် yes ပေးလိုက်ဒါဆိုရင် AR စီးရင်ဒီချိန်ဆက်သွားမှာပဲဖြစ်ပါတယ်။ဒါကတော့တစ်ချက်ကအာ data ကို connect လုပ်တာဖြစ်တဲ့ဒါလေးနှိပ်တာနော်။အဲ့တော့ဒီမှာကျတော့က AR လေးစီးရင်ကျတော့ထွက်လာပြီ။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျတော့ပေးလိုက်မယ်။ AP လေးစီးရင်ချိန်ကြည့်ရအောင်။ right click လေးခောက်လိုက်မယ်ပြီးရင် link နဲ့ကိုသွားလိုက်ပါ။ ပြီးရင်ဒီနေရာလေးမှာတချို့ desktop ကိုရွေးပါမယ်။ desktop တွေကနေပြီးတော့ AP list ဆိုတဲ့စာရင်းကိုရှာရအောင်။ဒါဆိုရင် AP list စာရင်းကိုလိုက်ရှာကြည့်မယ်။ AP list စာရင်းကိုလိုက်ရှာမယ်ဒီမှာတွေ့ပါပြီ။ဒီတော့ရင်တော့ okay ပေးလိုက်ပါ။သူ့မှာအယောင်လေးပေါ်သွားတယ်နော်။တစ်ချက်ကလေးနဲ့လိုက်မယ်။ yes ပေးလိုက်မယ်။ဒါဆိုရင်တချို့တို့အဲဒီမှာ AP list စာရင်းတွေကိုတချို့တို့တွေ့ရမှာပဲဖြစ်ပါတယ်။ဒါကတော့ကိုယ့်ရဲ့ data ရိုက်ထည့်ထားဖို့တော့လိုမယ်နော်။ အဲ့တော့ဒီနေ့ကတော့ hyperlink နဲ့ file တွေကိုချိတ်ဆက်နေကိုမျှဝေပေးတာဖြစ်ပါတယ်။နောက်ထပ်နောက်ရက်သင်ခန်းစာမှာလုပ်ငန်းခွင်အတွက်အကျိုးရှိပြီးတော့အဆင်ပြေစေမယ့်နည်းလမ်းကောင်းများကိုဆက်ပြီးတော့မျှဝေပေးသွားပါမယ်။သိချင်တာရှိရင်လည်း comment မှာမေးခဲ့ပေးပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ရက်မှာ ပြန်လည်ဆုံတွေ့ကြပါစို့။